ရုတ်ဖူချန်လေရင်တင်တင်မောနှင့်လေရင်သုံးမျိုးစလုံးပင်လယ်ပြင်စမ်းသပ်မှုအောင်မြင်စွာပြီးဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်ရဲ့ဖူချန်လေရင်တင်တင်မောနဲ့လေရင်အမျိုးအစားသုံးခုထိုဟာမကြသိမီကပင်လယ်ပြင်စမ်းသပ်လေချင်းမှုများ ပြုလုပ်ခဲ့ရာတိုက်ပွဲဝင်ရန်အသင့်ဖြစ်နေကြောင်းမြင်တွေ့ရထိတ်လို့စီရေးလိလာသုံးသက်သူဝေတုံရှုကပြောပါထိတ် တနင်္လာနေ့က J15 တိုက်လိရင် J35 တိုက်လိရင်နဲ့ခေါင်းချင်း600တို့သတိပေးလိရင်တို့ဟာပထမဆုံးလျက်စစ်တန်းလိုက်ထောက်ကူပင့်တင်မှုများနဲ့စစ်တပ်ရေးလေးချင်းမှုများပြင်းပြောင်းခဲ့ကြောင်းတရုတ်ကောက်ွက်ရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူတအူးကပြောပါတယ်။ ဖူးချန်လေးရင်တင်တင်မောတာအခြားတင်မောများဖြစ်တဲ့ရှန်တုံလျောင်နေထိုးနဲ့အတူပူပေါင်းဆောင်ရွက်နိုင်ပါကတခုချင်းစီပေါင်းစည်းခြင်းထက် ပုံမူအားကောင်းနိုင်မယ်လို့ယုံကြည်ကြောင်းဝေထုံရှုကတရုတ်ဘဟု ရုပ်မြင်သံကြားနဲ့အင်တာဗျူးမှာပြောတော်ပါတယ်။ ပထမတင်မောနှစင်းနဲ့မတူတာကဖူချန်ဟာကောင်းချင်း600ကိုတင်ဆောင်နိုင်စွမ်းရှိပြီးလေရင်ထွေရဲ့အတွက်အချိန်နေသိရှိနိုင်စွမ်းနဲ့ပူပေါင်းဆောင်ရွက်နိုင်စွမ်းတို့ကို မြင့်တင်ပေးနိုင်မှာဖြစ်ပါသည်။ ဘူချန်လီရင်တင်တင်မောကဘင်လယ်ပြင်စမ်းတမ်းမှုအများပြားပြုလုပ်ထားပြီးဖြစ်ကတင်မောသစင်းလုံးအခြေအနေအကောင်းဆုံးရှိပြီးဒီပညာပိုင်းလိုအပ်ချက်တွေနဲ့ကိုင်ကြီးချောင်းတင်မောဘောမှလီရင်သုံးမျိုးစလုံးဟာလျက်စစ်တန်လိုက်ထောက်ကူပင့်တင်ခြင်းနဲ့စွန့်တက်ခြင်းတို့အောင်မြင်စွာပြီးမြောင်ခဲ့ချောင်းဒါဟာအလုံးကယုံကြည်စိတ်ချရပြီးလက်တွေ့တိုက်ရိုက်ခိုက်ရအခြေအနေမှာရှိနေချောင်းပြောတော့ပါထဲလို့သိရပါထဲရှင်